ရင်းဆုံးအနေနဲ့ background ရဲ့စုညံနေတဲ့အတန်လေးကိုနားလည်ပေးပါနော်။အိမ်မှာတရားဝင်ရအမြဲဖွင့်နေချာဆိုတော့လေတရားဝင်တန်လေးရပါနေရအတွက်တောင်းပန်ပါတယ်ရှင်။ကျတော့ထယူချင်သေးရနမညဘက်ဆိုတော့လေအစားအစင်ကြီးမှဖြစ်မှာမဟုတ်လို့အရေးလေးပဲတောက်လိုက်တော့ Hello Irabos ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ငရမ်းဆံတော်ဟင်းချက်ပြမှာပါရှင်။ငရမ်းကိုတေချာတန်ရှင်းစင်ကြအောင်စေကြောပြီးွားလို့ရှိရင်ရတာမုတ်တွေနဲ့နေပါမယ်။စာထဲမယ်၊ဂျိုမုတ်ထဲမယ်၊စနေမုတ်ထဲမယ်ပြီးွားလို့ရှိရင်မြေကောင်းလေးလက်ထဲပါမယ်ရှင်။ ပြောရင်တော့ငားတဲ့ကိုဒီအရသာတွေစိတ်ဝင်ဝအောင်တေးချာနေနေနေပြီးတော့နှိမ့်နေပြီးတော့ငားကိုတေးချာလေးနေပါမယ်အဲ့ဒါမှအရသာတွေအသားတွေကိုဝင်ဝအောင်ပါရှင် ဒီဝိုင်းကျက်သွန်နီကြိတ်ထားတာလေးထည့်ပါမယ်ကျက်သွန်ဖြူကြိတ်ထားတာထည့်မယ်စပလင်ကြိတ်ထားတာထည့်မယ်ချင်းကြိတ်ထားတာလေးထည့်ပါမယ်ရှင်ဒီဝိုင်းအချိုချက်တာဖြစ်တဲ့တွင်မြူသီးမှုကိုမြူသီးစိတ်မှုကိုတော့အနှင်းငယ်လေးပဲသုံးပါမယ်ရှင်ဘဲစီလေးထည့်ပြီးရင်တော့ခုနအတိုင်းပဲတည်တည်ချာချာနေဝါပါမယ်ရှင်အသားတွေကိုအရသာတွေဝင်သွားအောင်တည်တည်ချာချာလေးဖိပြီးနေဝါပါမယ်ရှင် ပြီးသွားရင်တော့ရေလေးအနည်းငယ်ထည့်ပြီးဥရောရေလုံးပါမယ်။ဒါလေးကတော့အိမ်မှာကိုယ်တိုင်းဆန်အောင်လှော်ပြီးကိုယ်တိုင်းကြိတ်ထားတဲ့ဆန်လုံးမုတ်လေးပါရှင်။ငရဲဆန်လုံးဟင်းဖြစ်တဲ့အတွက်ဆန်လုံးမုတ်ကမပါမဖြစ်ပါပဲရှင်။ လုံးရည်လေးခန်းဝါပြီဆိုလို့ရှိရင်တော့ရေထက်ထဲပါမယ်ရှင်ရေထက်ထဲလို့ရေကပုတ်ပွက်စူလာပြီဆိုရင်တော့ခုနကဆန်လုံးမှုတ်ဖျော်ထားတာလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးွားရင်တော့ဆန်လုံးမှုတ်လေးတွေပွက်တက်လာပြီအရေးပြစ်သွားပြီးတော့ပုတ်ပွက်ပုတ်ပွက်စူလာပြီဆိုရင်တော့ငရမ်းဆန်လုံးဟင်းလေးတစ်ခွက်ရပါပြီရှင်ဆန်စိလေးတွေပျော်ပြီးတော့ဟင်းရည်ပြစ်သွားပြီဆိုလို့ရှိရင်ငရမ်းဟင်းငရမ်းဆန်လုံးဟင်းလေးတစ်ခွက်ရပါပြီရှင် ငရဲဆန်လွန်ဟင်းရတို့စီရအချင်းလေးတွေနဲ့ပို့ပြီးလိုက်ဖက်ပါတယ်ရှင်ဒီငင်းရဆန်လောင်းခင်းရို့လေသမင်းနဲ့အပြင်ကိုဒီလိုမိုးငါးလေးနဲ့စားလို့လေတော်တော်စားလို့ကောင်းတယ်ဒီလားအိမ်မိုးငါးပဲလေးတွေကိုနံမလေးထည့်မယ်ပြီးွားရင်ရုပ်သီးမုတ်လေးထက်သမြသီးလေးထက်ရွာတို့ဟာမိုးငါးစားတယ်လို့ပါပဲဒါပေမဲ့မိုးဟင်းငါးထက်ကိုရွာ ဒီငရဲဆန်လုံးဟင်းနဲ့မုံငါနဲ့ဖတ်နေစားရတာကိုပို့ပြီးတော့ကြိုက်တယ်ဒီမှုဆက်ဆက်ကလေးထည့်မယ်နော်ပြီးတော့တမယာသီးစိတ်လေးလည်းထည့်ပါမယ်အရင်ရရှွမ်းနာပါဘာချင်းချင်းလေးကြိုက်တယ်ဆိုတော့ဒီစိတ်နဲ့တဝက်ခွေးလောက်တုံးလိုက်မယ်နော် အစီလေးတွေကယူရာကြိုက်လို့ထည့်စားတာပါမဖေတော့ဘူးเนาะတကအောင်ရန်ကကွန်ဖြူစီချက် home made လေးပေါ့เนาะပြီးတော့ငားလေးတွေခြေပြီးတော့ထည့်လိုက်သေးတယ်เนาะယူရာဆိုရင်ထည့်ဟင်းရည်နဲ့ထည့်ဆိုင်နဲ့ငားရည်ကထည့်ဆောင်အောင်ဆိုတော့ငားလေးကိုအနည်းချင်းပဲခြေပြီးတော့ထည့်လိုက်လိမ့်ရှင်။အကောလုံးစုံအောင်ထည့်ပွားရဆိုတော့အရည်လေးပဲထည့်ရတော့မှာ။ရည်လေးထည့်ပြီးတော့စားလိုက်ရင်ပြောနေရင်တော့စားချင်တယ်။ ဒီဟင်းချက်တဲ့နေ့ဆိုလို့ရှိရင်လေအဲ့လိုမုံငါဘတ်နဲ့မစားရင် ထမင်းနဲ့စားလို့လည်းရတယ်။ဘာလို့မုံငါစားမုံငါနေရာမှာအစားထိုးပြီးတော့ထမင်းနဲ့စားလို့လည်းရတယ်။အဲ့မေဒီနေ့ကမုံငါဘတ်လေးနဲ့စားခြင်းလို့စားလိုက်တာပါ။ဟီလီရွှေရွှေလေးနဲ့ ဒီဟင်းကလေဒီလိုစားရတာဟိုကောကောင်းတာကဲဒီလိုမစားချင်လို့ရှိရင်တော့ဒီဟင်းချက်တဲ့နေ့ဆိုရှင်ချက်မောင်ကြော်လို့ရှိရင်လည်းကောင်းတယ်ချက်မောင်ကြော်နဲ့လည်းလိုက်ဖက်တယ် ခေါင်းလိုက်တာ damn ရိုးတော့တတိထားတာပေါ့နော်အဲ့တော့ငါအကောင်လိုက်ချက်ထားတာဖြစ်လို့တဲ့ အယူတော့တတိထားရမ်းရာဒီထက်မြေဒီမို့ပိုးအောင်ထည့်ကြံသေးတာမပိုက်အောင်ပါစို့ ရတယ်။ရောရောအိမ်မှာဆိုရင်ငကြင်းနဲ့ချက်တယ်။ငရဲနဲ့လည်းချက်တယ်။ငရဲနဲ့ကအသားတင်းတင်းလေးဖြစ်ပြီးတော့ငကြင်းနဲ့ကအီအီချိုချိုလေးဖြစ်တယ်။ငါလေးမာလီဇာမား ရင်ကဆိုရင်ဒီငါးရင်ချက်လို့ရှိရင်ငချင်းကိုချက်တာပို့ကြိုက်တယ်။နောက်မကူတော့ငရင်လည်းကြိုက်တယ်ငချင်းလည်းကြိုက်တယ်။ငရင်ကအသားလေးတင်းတင်းလေးနဲ့စားလို့ပါမလား။ချိုးတယ်ပေါ့နော်။ငချင်းကလည်းချိုးတယ်သူကကြာအီအီလေး။ ဒီကလောက်ရောက်ပါပဲရှင်။တ िश ူပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုရာကျန်အရန်ကိုကျေးဇူးတင်ပါတယ်။ your youtube channel ကို subscribe လုပ်ရသေးလို့ရှင် subscribe လုပ်ခဲ့ပြီးပါအောင်เนาะပြန်မှာပြန်တွေ့ပါမယ် bye bye